ကျောင်းကျောင်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဒါကျွန်တော်တို့ဒီမှာမကွက်ပြီးဖြစ်ရတာနောက်ပြီးတော့နှစ်ပေါင်းများစွာကြာမှဒီလိုပြိမိထန်တာတော့ရတယ်အကြောင်းရင်းနဲ့ပတ်သက်ကြာဘာလေးပြောချင်တာမျိုးရှိလဲကျွန်တော်နိုင်ငံမှာဘောရဘာသာနဲ့ဆက်ကျင်တဲ့လုပ်ငန်းတွေဘောရဘာသာနဲ့ဆက်ကျင်တဲ့ဝေယဝိဆာတွေအားလုံးဟာအရေးအငွေတွေမကဘူးအယုတ်ဝါဒတွေပါဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ ရှေ့ကျူပြီးတော့နမိတ်တစ်ခုတင်နေပြတယ်ကိစ္စတွေကအမှန်တော့ဝင်းနေပြကောင်းတယ်ဥပမာပေါ့ပုဂ္ဂိုလ်ကြီးကိုမဆွဆွဲဘူးဆရာကြီးကိုမစော်ကားဘူးမဖြစ်တင်တာလို့မလုပ်တင်တာလို့ပြောချင်တဲ့အတိတ်ပဲရှိတယ်ဟုတ်အဲ့ဒါဘာကိုပြောချင်လဲဆိုတော့ဝိညာဉ်ရှင်ပြူပွဲဆိုတာအမှန်တန်မဟုတ်ဖုံးတယ်လည်းမရှိဘူးမဖြစ်လည်းမဖြစ်တင်အဲ့တော့လောကမှာဘုရားရှင်ကိုယ်တော်များမေတ္တာပွားများရအမွေပေးတဲ့သင်္ကန်းဟာတရားဟုလားအဲ့လိုပေးတယ် အဲ့တော့အမွေပေးတဲ့သင်္ကန်းကိုတော့မသားရဘူးလားဘာလို့ခိုင်းတာလဲဆိုတော့ပုဂ္ဂိုလ်အရှင်လူအရှင်ဘုရားဘာသာလူဖြစ်တဲ့နတ်မြတ်မာရရဲ့အားလုံးကကိုယ့်ကိုစီးကပ်ရလို့ပေးတဲ့ယဟန်ဖြစ်ကိုပေးတဲ့ကိုရင်ဖြစ်ကိုပေးတဲ့ရောက်လာတဲ့သင်္ကန်းအမွေလာရင်ရှိပြီးတော့ခေါင်းရချင်းဆန်ချခြင်းဆိုတာအဲ့ဒီခစ်ကနေယနေ့ခစ်ဒီကိုလူတမန်စင်စစ်ကိုတာပေးတာ အဲ့တော့ဝိညာဉ်တွေကိုခေါ်တယ်ဝိညာဉ်တွေကိုစီစဉ်နေဆောင်ရွက်တဲ့ခေါင်းရိတ်တဲ့ဆိုတာအမြင့်ကနေဆွဲလှန်လိုက်တယ်ဘာသာရေးသာသနာရေးကိုမတိပဲနဲ့အဝိအမြင့်ကနေဆွဲလှန်လိုက်တဲ့ပုံတော့ဖြစ်သွားတယ်ဒါပေမဲ့အပြည့်ရှိသလားဆိုတော့မတိလို့လုပ်တယ်ဆိုတော့အခြေခံတော့ကြပြိုင်နဲ့ပေါ်လာလိုက်တယ်ဟာဒီလိုမထင်မိဘူးဆိုတဲ့ဥစ္စာတပြန်နဲ့ပေါ်လာလိုက်မှာဒါပဲလေအဲ့ဒီဥစ္စာအဘမြမပြေမှာဘတက်နေရတ္တိရာလေဘောရဘာသာအနေနဲ့ရတ္တိရာ တည်သွားတဲ့လူကကိုယ့်အကိုထပြီးတော့ခေါင်းရမ်းလေးစိုက်လိုက်လို့လမ်းလျှောက်ပြီးအတုပအနေနဲ့သူအတုပလို့ခေါ်တယ်မတားပေါ့ဗျာချင်းအောင်ပြောရင်အဲ့မတားကိုယ့်အကိုလမ်းလျှောက်ပြီးကိုယ်တင်းချိုင်းသွားပြီးတော့ပန်းလေးဆွဲတော့မှဘုံစုံပြုတ်ကြအဲ့နောက်ဆုံးပဲနောက်ထမ်းဒီဆိုတာရှိတယ်အဲ့ထမ်းဒီလူသားတွေအားလုံးကလည်းဒီလိုပဲသူ့နေရာနဲ့သူ့ဒေသနဲ့သူပြောင်းပြီးတော့ရွှေ့ပြီးနေထိုင်ကြတာဘုရားဘာသာလမ်းစဉ်မှာအခုလိုကြီးဝိညာဉ်ကိုခေါ်ဟုတ်ရမလားကေရှင်ပြုမယ်လားစာနေချမယ်လို့တတဝအနန္တ သင်္ကန်းစာလေးတစတဲ့တတကုံတည်ရင်တော့အနာကတ်လို့မရတဲ့ပုပ်ကိုခေါ်ပြီးတော့ချုပ်ပြီးတော့တုပ်ပြီးတော့လှုပ်တဲ့ဆိုတော့မိစ္ဆာကဘာဖြစ်သွားလဲဆိုတော့အချီအတုပ်အနှောင်းနေနဲ့တုတ်ခံရတဲ့အတွက်မြေကြီးကလက်မခံတဲ့လူသားတွေမြေကြီးကအခုပြန်ပြီးစားသွားပြီမြေကြီးကလက်မခံတဲ့လူသားဆိုဘာလို့ပြောရလဲဆောသာဝင်းကြီးတွေကိုရှင်ပြူတယ်ကောင်းရိုက်တယ်ဟာအသားတွေကိုထပ်ပြီးတော့မှပြင်းတက်တယ်ကိုရင်ဝတ်တယ်အဲ့ဆန္ဒတွေကဘာလို့လောက်တာလဲ တည်သွားပြီမကျွတ်လို့အလှလုပ်ပြရတည်သွားပြီမကျွတ်လို့ဇာနာပြုတဲ့အတိုင်းတော့ဆိုတိုင်းလုပ်ပြရအခုဒီဥစ္စာမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဆိုတော့အဲ့မဟုတ်တဲ့အတွက်ကြောင့်မလို့အချိုနမိတ်လို့အဖပြောချင်ပါတယ်အချိုနမိတ်ဆိုတာဘာလို့လဲမကောင်းဘူးပေါ့မကောင်းဘူးပေါ့သူကမြေပြူတာမှမဟုတ်တာပဲအဆောက်ဥပြူတာလည်းမဟုတ်ဘူးအဆောက်ဥညိုခံရတာဟိုးညိုခံအဲ့လိုညိုခံကြီးကမြေကြီးကဘယ်လိုလက်ခံလိုက်တာလဲ အရင်ထူဆန်းနေတယ်အဲဒါကြောင့်မလို့ကကဘာနဲ့ပဲကြည့်ကြည့် AI နဲ့ပဲကြည့်ကြည့်သိပ္ပံဝါဒနဲ့ပဲကြည့်ကြည့်ကြိုက်တဲ့ဘက်ကနေကြည့်ကံတရားရဲ့အခြေခံနမိတ်ကြီးကအမှန်တမ်းညှိုးနှွမ်းနေအဲတော့သီလဆောက်တည်ပါအဲ့ဒါပါနေစဉ်တည်းမြတ်တတ်နိုင်တဲ့ကုသိုလ်သီလလုပ်ပါအဲနေတိုင်းနေတိုင်းလုပ်ပါသာလေဘဝကူကောင်းနိုင်ရအတွက်ကိုကြံတော့တယ်အဲစာရနဲ့ရေးထားပြောကျင်တာတော့အဲ့ဒီဘောပဲအဲ့တော့ခုနပြောသူဘာသာရေးကိုကြာကြာနာနာမသိရဲနဲ့ဟာအဲ့လိုလှုပ်ဆောင်တာတော့ တလွဲတွေသွားတာလို့ဆိုတော့ငွင်းနေတယ်အဲ့ဒါကပြည်သူပြည်သားနဲ့သူဘောရဘာသာရဲ့သာသနာအလံမညှိုးအောင်လိုအပ်တယ်လို့ပြောတယ်အဲ့ပြောတဲ့အတိုင်းကြအောင်လေအဘအမခန့်ကြီးရှိတယ်မရှင်းဘူးဆိုရင်လာမေးတေချာပြောပြအဲ့ဝင်ရှင်ဆိုတဲ့ဥစ္စာကိုခေါ်ပြီးတော့ဂရုံးတော့တာဆန်ကြတယ်ဘာညာလှုပ်တယ်ဆိုတာလုံးဝမလုပ်ကျင်ဘူးမိစ္ဆာကိုအားပေးတာပဲဖြစ်မယ်မိစ္ဆာကိုပူလောင်အောင် လုပ်တာပဲရှိတယ်မိစ္ဆာကိုအနာမကန့်နိုင်အောင်လုပ်တာပဲရှိတယ် ဓာတုကိုခေါ်ပြီးတော့လောင်းတာတို့ချိန်တာတို့ရိတ်တာတို့ဆေးတာတို့သင်္ကပ်ပတ်တာတို့လုံးလုံးမရပါဘူးတဏ္ဍကောပမာဒီရလဲအဲ့ဒီဘောပဲဆက်ဒီကိစ္စနဲ့ပတ်သက်တာဟာ Facebook ပေါ်မှာလည်းပြောကြတယ်ဆရာကလည်းဒါကိုဘာဖြစ်လို့ထည့်ပြောပြတာလဲ။ကြားဖြစ်စဉ်ဆိုတာကိုဘာသာရေးလုပ်တဲ့ပုံကိုရလေ့လာ။ခစ်ဆက်ဆက်မှာကြုံခဲ့တာတွေကိုလေ့လာ။ဟာကျွန်တော်တို့ဥပမာဆိုကြပါစို့။ဘူတာဟိုမှာသမောကြီးဆိုက်လို့ရပြောခဲ့တဲ့ချိန်တော့ကမြို့လေကောင်မှာ CP ဒွဲကြီးတွေရောက်။နော်လာတာလာမှာဆို CP ကြီး တုတ်ကင်းနေအကောင်လုံးရေတွေကနေကုန်းပေါ်ရောက်အဲ့ဒါပဲပြန်ကြည့်လိုက်တော့စကားလေးတစ်ခွန်းလာတခါပြောခဲ့ဘူးတယ်ခေါတော့မှညစက်ခုံမှနေသားသည်မှတ်နေလीထောက်ပြလို့ရတယ်အဲ့ဒါအဘပြောတာပဲကတော့မှညအဲ့ညတော့မှနေသွားတာလေဆိုတော့အဲ့ဇာကကမရတော့မရှိတော့အာနေနှင်းထွက်တာဖြစ်သွားဘူးလားအခုတကယ်လဲကဘာပါနေနှင်းထွက်သွားပြီဆရာဒီမှာနေနှင်းထွက်တယ်လို့ဘာဖြစ်လို့ထဲ့ပြောပြတာလဲဆရာနေနှင်းထွက်လို့ထဲ့ပြောပြတာလဲဆိုတော့အခုမြန်မာပြည်ရဲ့ ဥရုနဲ့ကြည့်မယ်ဆိုရင်တော့ကိုယ်နိုင်ငံဆိုရင်ကိုယ်ကြည့်ရင်တော့ကိုယ်အိမ်နဲ့ကိုယ်ခေါင်းမမော့ကြည့်သလိုပဲဖြစ်မှာပဲကဘာတစ်ခုနဲ့ကြည့်မယ်ဆိုရင်ရက်ကွက်မျိုးနဲ့ဒေတာအပေါ်စီးရနေလေရင်နဲ့ကြည့်သလိုပဲကြည့်ရဒါကသမထထိုင်တဲ့လူတွေဝိပဿနာလုပ်တဲ့လူတွေအလိုလိုသိတယ်အဲ့တော့တကယ်ကဘာမှလည်းအခုဖုံးနေတယ်မှာလည်းကြည့်ကြည့်လိုက်နေနှင်းထွက်တယ်မြန်မာလူမျိုးရဲ့စကားတွေကြားဥပါတယ်နေခုနှစ်င်းထွက်ရင်ဟာမကဘာကြီးခြုံငိမ့်နေဘုရားရှင်ကိုယ်တော်မြတ်ပွင့်မှုတော့ကိုဟာမရေကဘာမြေကဘာလေးကဘာ နေကဘာအကုန်လုံးကနေပြီးတော့စုံပြီးတော့ကုန်းမကိုးကလေးရေမဆဲတွေတကယ်ပဲရှိတဲ့ပုံနေတဲ့အဲ့ဒီနေရာတွေကရေတွေကလွှမ်းခြုံပြီးတော့အခုအောက်မှာဆရာတော်ဘုရားကြီးဟောတာအတိုင်းပဲပြန်ကြည့်ဒီမြေကြီးရဲ့အောက်မှာရေရှိတယ်တူလိုက်ရေထွက်တယ်အခြေခံထားရတယ်ဆရာတော်ကြီးကအသေးစိတ်ကအကြောင်းအရာကိုဆရာတော်ကြီးကတရားပုံစံနဲ့တော့ဟောသွားတာဒါပေမဲ့အဘလို့ကြတော့ဘယ်လိုပြန်ပြီးတော့ဆရာတော်ဘုရားကြီးရဲ့တရားကိုနာထားရထားတယ်လဲဆိုတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခုနှစ်ထပ်ရှိတယ် အဲ့အလွာခုနှစ်ထပ်ခုနှစ်ထပ်မှာရေလေးမြေရေလေးမြေအဲ့လိုသွားတဘာတို့ရဲ့ကောင်းငင်အပေါ်မှာရေရှိသေးတယ်အဲ့သဘောပဲအားကြောင့်မနောက်ကိုပါလေးဖြစ်လာမလဲဆိုလို့ရှိရင်အခုလိုကောလာဟလစကားတွေကိုးကားနဲ့အထိပ္ပယ်မဲ့တွေလောက်တာတွေအားလုံးဟာတကယ်ပြညာအယုတ်ကြီးဖြစ်လာတယ်အခုပဲကြည့်လိုက်သင်္ကန်းလေးတပိတ်လေးကိုဆေးပြီးတော့ဒီလိုပဲလက်ရုံမရှိသေးဘူးဟိုးဆိုနောက်ပြန်ကြည့်တော့မရှိတော့ဘူးအမှန်တမ်းတုံလုံးစရာကောင်းလားကြောက်စရာကောင်းလားရက်နေတဲ့နေရာကိုငါပိုင်ရင်လားဘယ်ဥစ္စာကိုပိုင်တာတော့ ဘာမှလည်းမပိုင်ဘူးဘာမှလည်းမဟုတ်ဘူးအဲဒရင်ကလေးမှာပဲဆောဆောပြောဆိုလို့ပဲတပိတ်ကလေးစေးပြီးတော့ဒီလိုလေးပေါ့ယုံပဲရှိသေးတယ်နောက်လည်းကြည့်တော့မရှိတော့ဆိုတဲ့ဥစ္စာတင်္ဂလာကြီးကိုပြအဲတော့ကျမတို့ဒီမှာကျွန်တော်တို့ဒီမှာလည်းယခုတည်းတည်းတည်တဲ့လူကတည်တယ်လို့ကိုကိုကမသိကြဘူးဘယ်တော့မှလည်းသိမှာမဟုတ်ဘူးကျွမယ်လို့လည်းမထင်နဲ့အဲ့ဒါကအထုံလို့ခေါ်တာဒီခန္ဓာနဲ့ဒီရုပ်ဒီနေရာမှာရှိရတော့ကြာရှိခြင်းမှရှိဘယ်မြင်ကိုတွေ့ပဲ အခုတနိုင်ငံလုံးတွေကဘာလို့အကုန်လုံးသတိထားမိရဲ့အခါမှာငါတို့တရားလုံးမှတည်တော်မယ်ဆိုတဲ့ဥစ္စာတွေအကတိတိအကုန်ဝင်သွားတယ်။အဲ့ဒါတော့ချိန်မှတ်တယ်။ဒါအယောစားပဲ။ငါတို့ကုသိုလ်လုံးမှဖြစ်မယ်။ဘာသာရေးလုံးမှဖြစ်မယ်ဆိုအတိတိဘာသာတွေအတိတိလူမျိုးတွေအားလုံးကအဲ့စိတ်ကိုဝင်သွားတာ။အယံကိုဝင်သွားတယ်။ဖြစ်ပြတ်သွားလို့ဝင်သွားတာလားဖြစ်သွားလို့ဆိုတာမဟုတ်ပါဘူး။အဲ့တော့ဆိုရင်ဘုရားရှိခိုးနေတဲ့အဘတို့ကလည်းဒီနေ့သင်္ကန်းလေးတင်ထားတာ။ဒါပေမဲ့အဲ့သင်္ကန်းလေးတင်ထားတဲ့ကိုရင်လေးဦးစီးတဲ့စာဝတ်တဲ့ပုံကိုယ်တွေက ်အပိရှိလို့ပါသွားတာလားအဘအဲ့လိုမေးတာအာဒါဆိုရင်ဗုဒ္ဓဘာသာပြည့်ပြီးတော့သင်္ကန်းကြီးတင်ထားပြီးတော့ဒီလိုကြီးမျိုးခန်းတာဒီလိုကြီးပါသွားတာအပိရှိပြမသလားစာဝါကျက်တဲ့ပုဂ္ဂိုလ်ဟာပြမဖို့နေနေသားသားနမတ်ဖတ်တဲ့ပုဂ္ဂိုလ်ဟာပြမဖို့နေနေသားသားအဲ့နေငားကျင်ဆိုအလုပ်တွေကိုနင်လားငါလားဆိုစူးစားပြီးတော့ဆိုင်တွေကိုပိတ်ပြီးသွားတယ်သူတို့အလုပ်တွေကိုရက်ဘာမှမလုပ်ဘူးအဲ့ချိန်မှာခုနပြောတဲ့အားမလာနဲ့ ဝေးချေးမလားနဲ့ဘာမလုပ်နဲ့ရစရာဘယ်လောက်ပဲရှိရင်ငါတို့မယူဘူးငါတို့ဖះเจ้าကိုသွားမယ်ငါတို့ရဲ့အလတ်ရှင်းမြတ်เจ้าကိုသွားမယ်ငါတို့ပလီเจ้าကိုသွားမယ်ငါတို့ရွတ်နေမယ်နောက်ကိုမေ့တာအဲ့ဒီလောက်တရားရတာရှိမလားအဲ့လောက်ခုံဆောင်တာရှိမလားဟောမှာအလတ်တဆူရဲ့အလုတ်ကိုသူလုတ်နေတော့တန်ရှင်းစွာနဲ့ဝဆူလုတ်ပြီးတော့မှကိုယ့်ရဲ့ခန္ဓာပေဒါမှာရှိတဲ့ကြီးညော့အားလုံးစေကြောပြီးမှသူလုတ်တယ်အဲ့ဒီလိုလုတ်တဲ့ပုံကိုလည်းပါသွားတာလေဒီဘက်မှာလည်းသင်္ကန်းတင်ထားတဲ့ပုံကိုလည်း ပါသွားတာပဲဒီထဲမှာဘာသာချပြီးတော့ခလာခရစ်ယာန်ဘာသာနဲ့လည်းပါသွားတာပဲအဲ့တော့ကုသိုလ်အကုသိုလ်ဆိုတာတော့လူမျိုးမရွေးဘာသာမရွေးဘူးအထုပ်ရေးသက်ပိုင် အကုန်ခံစားရမှာပဲအခုကြည့်လေအိမ်ထဲမှာရှိရဲအထဲမှာလူရှိလားအထဲမှာလူရှိလားမအားဘူးတားရဲအမေသမီးချက်နေတယ်တော့ဟာမအငါသားလေးကကြောင်းသွားပြီကဲသွားသွားသွားအေးပြန်လာတော့စောစောငါသားကြီးကအလုပ်သွားနေတယ်ဒီလိုစကားတွေကိုလေးပြောတော့ အမေရေဖေခေါ်နေတော့အဲ့တော့အဲ့ဓာဒီအားလုံးကသူတို့အလို့သူတို့ဆက်လုံနေကြသူတို့ကိုယ်သူတေမန်းပြည့်ဘူးအာရိုးတွေပြန်ကောက်အောင်မလားအဲ့တော့ဒါမတ်ဖြူလားမောင်းဒီလားကိုကြီးလားကိုကြားလားမသိတော့ဘူးဟုတ်တယ်မလားအဲ့တော့မြေကြီးကလက်မခံတဲ့အတွက်ကြောင့်မလို့မြေကြီးလက်ခံတဲ့နေရာဖြစ်တဲ့နေရာကိုရောက်သွားတယ်ရှောက်ခွင့်မရှိတော့အဲ့တော့အဲ့ဓာဒီကိုကြည့်ပြီးတော့အခုဒီဒါနဒီကုသိုလ်တွေနဲ့ကျွန်တော်တို့မြန်မာစေပညာရှင်သမားတော်ကြီးရဲ့တရားလဲရတဲ့စကားတွေ သုဒ္ဓတာမလို့ခေါ်တဲ့မျက်မြင်မြင်လေးမျက်စိမမြင်တဲ့ပုံစံတွေကိုကျွန်တော်တို့ခွဲစိတ်ပေးတယ်အခါမဲ့မိသည့်နေရာမဆိုအကြောင်းပြုပါခွဲစိတ်ပေးအဲ့ဒါဘာလဲဆိုတော့ဒီကုသိုလ်တွေကိုကျွန်တော်တို့ကအကုသိုလ်တွေကိုဖျက်ချင်လို့ဒီကုသိုလ်နဲ့ပြန်ယူတာအဲ့ဒီသဘောပဲရှိပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာ